တင်ထန်းသားတွေအနေနဲ့ပေးလိုက်ရတဲ့တင်ထန်းကြီးတွေအလဟာဒမဆုံရှုံးပြေဖို့အတွက်ခါတီးတဲ့အမှန်တရားတစ်ခုကိုကျွန်တော်ဆွပြပေးမယ်ကျွန်တော်ထိုင်းစကားလေးတွေလေ့လာကြတယ်ဘလို့စာကြက်ကြက်မေးတယ်ပေးတင်ထန်းပေးတော့တက်တော့တက်မရဘူးဆိုတဲ့သူတွေတင်ထန်းကြီးပဲကုန်သွားတယ်ဘာရလဲမှထွက်မလာဘူးဆိုလို့ရှိရင်အခုကျွန်တော်ပြောမယ်အခါသက်ဆုံးအမှန်တရားလေးကိုခဏလာနားထောင်ပေးတယ်ဒီမှာကျွန်တော်တို့စာလေးဖတ်ကြည့်ကြမယ်ပေါ့နော်ဟမ်ထိန်ခရပလဝဲနေဟမ်ထိန်ခရပလဝဲနေ ဆိုတာဒီ area ထက်မှာအမိတ်မပြည့်နဲ့ဆိုရောအတိတ်ပဲရတယ်။ Okay အခုနားကစာတန်းကိုကျွန်တော်မြန်မာလိုဘာသာပြန်ပြီးတော့တကြောင်ကျဲလိုက်မယ်ဆိုလို့ရှိရင်ရားသွားလိပါတိတ်ပဲဆိုတာသိသွားလိမ့်မယ်။ဒါပေမဲ့မကြခင်မှာပြန်မေးသွားလိမ့်မယ်။အဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ဒီစာကြောင့်ကိုဘလို့နစ်စနစ်တွေဘလို့စကလုံးတွေနဲ့ဝက်ချဖြစ်အောင်တင်ဆောက်ထားရဲဆိုတော့နစ်စနစ်တီအိုကြီးကိုမသိခဲ့တာဖြစ်တဲ့အတွက်အဲ့လိုမျိုးခဏခဏမေးတာဘလောက်ပဲတင်တင်မတက်ဘူးဆိုတာအဲ့ဒါကြောင့် ကြက်လိမ့်မေးလိုက်ဖြစ်လို့ဆိုအဲ့ဒါကြောင့်ဆိုတော့စာကျက်ပွင့်မလို့အောင်နေ့စနေကိုဘယ်လိုလေ့လာမလဲဆိုလို့ရှိအခုနကစကားမှာ ham pain ခရပလဝင်နေဒီ area မှာအမိမပြည့်နေဆိုတဲ့စကားအဲ့ဒီစကားကိုတိစောက်တာအရန်လွယ်လေးကိုကိုလေနန်စားသိအိုလေးအရာပဲ subject verb object ပြီးလို့ရှိရင် complement နန်စားသိစားတဲ့ဒီလိုနော် subject ရှိမယ် verb ရှိမယ် object ရှိမယ် complement ဆိုတဲ့ဖြစ်ချက်ရှိမယ် subject ဆိုတာကမြန်မာလိုပြန်လို့ရှိရင်ပြုသူနန်စားလို့တိပေးရတယ်ဘာဆိုတာကကရိယာလို့တိပေးရတယ် object ဆိုတာက attribute ခံနံစာတရိယာရဲ့နာမဖြစ်ရတာအဲ့ဒီနာမလာတာက complement ဆိုတာလာတယ် complement ဆိုတာဖြစ်ဆက်စကားလောက်အဲ့တော့ဒီနေရာကိုဘာလို့ဘလို့ပုံထားလဲဆိုလို့ရှိရင်ဒီစကားမှာ hunting ခရဆိုတော့နံစာကခရဆိုတဲ့စကားလုံးပဲပါတယ်ဆိုတော့ကျွန်တော်တို့ subject မပါဘူးထုတ်ရှားလိုက်တယ် object နဲ့ပေါင်းထားတာမဟုတ်လို့အရင်ဆုံး va လာတယ် thing ခရ thing ဆိုတာပစ်ထုတ်တာအဲ့ဒီ thing ဆိုတဲ့ကရိယာကို negative sentence ဖြစ်အောင်အရှိမအငင်းစကားလုံး ham ဆိုတာထည့်တာ hunting ဆိုတာ negative ကရိယာလို့ခေါ်တယ်ပေါ့နော်ဒါအငင်းကရိယာပေါ့ အငင်းကရိယာထိတာလေအဲ့ဒီနောက်မှာအပြစ်ခံရတဲ့ object ဆိုတဲ့ခရာဆိုတာလာဆိုတော့ hunting ခရာဆိုပြီးတော့ပုံသွားဒါ subject ပါ object တိ ori ပဲ subject ဘယ်လိုမပါဘူးပေါ့ဆိုတော့အဲ့ဒီနောက်မှာပါလာတဲ့ဟာကဘာလဲ complement ဆိုလူတွေတော်တော်များများကကျွန်တော် subject ပါကိုသိရယ် subject ပါ object ကိုသိရယ် object နဲ့ပါနဲ့ထိတာလားလို့သိတာမဲ့ complement မှာတင်ပတ်တာအခုက hunting ခရာပလဝဲနင်းဆိုတဲ့ကြားမှာဘာစကလုံးစကဆဲမမပါဘူးနဲ့ထိတာလားတွေ့ရလိမ့်မယ်ဆိုတော့ပလဝဲနင်းဆိုတာ area ကိုပြောတာနေရာတွေတောင်းအောင်ပြထားတယ်ဘာစကလုံးမှမဆက်ထားဘူး အဲ့ဒီမှာကျွန်တော်တိုင်မပိုင်အောင်ဗာတီးလို့လဲဆိုလို့ရှိရင် compliment ဆိုတာဟာတလုံးလေးမဟုတ်ဘူးအများကြီးရှိတယ် compliment မှာနောင်လေးဖြစ်လို့ရတယ်နံပေါ့ပြီးလို့ရှိရင်အဲ verb ကိရိယာလေးဖြစ်လို့ရတယ် adjective နာမဝိသေသနာတွေကိရိယာဝိသေသနာတွေဖြစ်လို့ရပြီးလို့ရှိရင် term အရှင်ကြီးလေးဖြစ်လို့ရတယ်အဲ့ဒါတွေကိုအလုံးပေါင်းထားတဲ့ sentence ဆိုတဲ့ကျွန်တော်ဝါကြလေးဖြစ်လို့ရတယ်အဲ့ဒီနောက်မှာအဲ့လိုအဲ့ဒီနောက်မှာပါတဲ့ compliment ဆိုတာဖြစ်စတဲ့စကားလုံးမဟုတ်လို့ဘာမှမဆက်ပင်တဲ့ပြုံးနေရတယ်စကားဆက်တင်တဲ့ပြုံးနေရတယ်ဒါကြောင့်မလို့ဒီညမှာဘာမှမဆက်ပင်ပြုတ်ထားမှမှန်နေတာ တော့အလဝဲနင်းဆိုတဲ့ area ကို complement အနေနဲ့ထည့်တာဆိုတော့ ham တိန်ခရအလဝဲနင်းဒီနေရာမှာအမိုက်မပြည့်နဲ့ဆိုရစ်တပေးရဒီလိုပဲဝကြနာတို့ကြောင့်တင်ဆောင်ပြမယ်ကျွန်တော်ဒီ area မှာအမိုက်မပြည့်ဘူးဆိုတော့ကျွန်တော် subject ပါတယ်ပြည့်တယ်ဆိုတဲ့စကလုံးပါတယ်အမိုက်ဆိုတဲ့အပြည့်ခံရတဲ့ object ပါတယ် subject ပါ object ဆိုလို့ရှိရင်ဖွန် subject မိုက်တိန်မပြည့်ဘူးကရိယာမှာ verb မှာ negative တက်တယ်ဖွန်မိုက်တိန်ခရအပြည့်ခံရတဲ့ object လာတယ် ်ပုံမိတ်ထင်ခရပလဝဲနေ compliment ဆိုတာလာဒီတန်းထည့်သွားပုံမိတ်ထင်ခရပလဝဲနေครับကျွန်တော်ဒီ area မှာအမိတ်မပြေဘူးခင်ဗျာဆိုပြီးပြောသွားဒီလိုမျိုးစနေတကြတင်ဆောက်ထားတဲ့ဝကြတွေကိုနေ့စနေဒီကိုမတိထားဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဘလောက်ပဲတင်တန်းတက်တက်တက်မှာမဟုတ်ဘူးအဲ့တော့ကျွန်တော်ပြောချင်တာကမိမိတို့ခားမယ်နော်မိမိတို့အနေနဲ့စာကျဲပြီးဖမ်းနေမယ်ဆိုလို့ရှိရင်ဘယ်တော့မှထိုင်စကားတက်လာမှာမဟုတ်ဘူးတင်တန်းတက်တဲ့အခါမှာလေပဲအခုလိုမျိုးနေ့စနေဒီနဲ့စနေတကြညွန်ချပေးတဲ့အတန်းမဟုတ်ဘူးဆိုလို့ရှိရင်သွားမတက်နဲ့ပတ်စံပေးထားရင်လေပြန်ယူလာခဲ့လိုက်ပြန်ယူလို့မရရင်ထားခဲ့လိုက် အလကားခိုရင်လည်းသွားမတင်နဲ့ဒီလိုခားမယ်နော်ဒါပေမဲ့အခုလိုမျိုးစနေတကြတင်ကြပေးတဲ့အတန်းဆိုလို့ရှိရင်ရှာဖွေပြီးတော့တက်ပါပေးချင်လောက်ပေးရတက်ပါဒါမိမိတို့ကိုထိုင်းစကားတက်စေတဲ့အကောင်းဆုံးသောနေလန်တစ်ခုတည်းသောနေလန်ဖြစ်တာဖြစ်တဲ့အတွက်ဖြစ်တယ်ဆိုတော့ကျွန်တော်နေကကြတော့ဒီစကားကိုပြောတဲ့ခါမှနေနေချင်းမိတော့မှနားခါးစရာလေးတွေပါမောက်ပါနာလိမ့်မယ်ဒါပေမဲ့အများအတွက်အကျိုးပြင်းမဲ့အမှန်တရားဆိုတဲ့စကားတွေကိုကျွန်တော်အမြင်နဲ့ပြောနေမှာဖြစ်တယ်ဆိုတော့မိမိတို့အနေနဲ့တင်တဲ့တက်ချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တင်နိုင်မှာလည်းမဟုတ်ဘူးဒီလိုမျိုးတင်နိုင်လေးရှာပြီးတက်နိုင်ပါတယ်ကျေးဇူးများတင်ပါတယ်တင်နိုင်မှာတွေ့ကြမယ်နော်